မင်းကတော့အဲ့လိုမူးပြီးတော့တဲကွမ်းနေပြဟိုမှာမင်းဟာမလေသူ့အမေလိုပဲလင်းအောင်ယူတော့မယ်ဟာသူ့အမေလိုပဲသူ့အမေလိုပဲသူ့အမေလိုပဲမပြီးတော့ဘူးလားအဲသူ့အမေလိုပဲဆိုလို့ရကျွန်တော်နှစ်ယောက်လေကွဲခဲ့ပြီးပြီအဲသူ့အမေလိုကြောင့်ကျွန်တော်သိမလို့ဖြစ်ပြီးပြီ င်သမီးစကားပြောစားရှိတယ်။ဘာလို့လဲ။အချို့အရာတွေပေါ်မှာမမီးရဲ့သမီးစိုးရိမ်လို့တမ်းမြင်တဲ့ပုံမှာမမီးကိုအရင်ချုပ်ချယ်တယ်လို့သမီးအပြစ်မြင်နေပြီလား။မမီးမအိုးမမီးရဲ့။အမေလည်းမမီးကမမီးစကားဆိုရင်အမြန်နားထောင်ရပါလေ။အရင်ကတော့လည်းတမ်းမြင်ပါလေနော်။မမီးရဲ့ဒီသမီးလေးစိတ်ချမ်းသာတော့လည်းမြင်စီလား။ ။မမီရဲ့နောက်ဆုံးစီစဉ်ပါမယ်။ဒီရဲ့မမီစရောနားထောင်နော်။ကဲပါပြီ။ဒီလေမမီမေးချင်တာတစ်ခုရှိရဲ။အော်တခြားတော့လည်းမဟုတ်ပါဘူး။မမီနဲ့ဒေဒီကဘယ်လိုမျိုးတွေ့ခဲ့ကြရလဲ။ဒီမီဖောက်ဖောက်နဲ့ဒီဒေဒီရဲ့အမေကကိုယ်အရင်ကခင်နေကြတာ။ပြီးတော့ဒီဖောက်ဖောက်ကြီးအကဲကဲရှိရင်ဒီမီဒေဒီရဲ့အမေကအမြဲအကူအညီပေးနေကြတယ်။ တမိတဲ့ဒီအမေရတယ်တမိရခွားခွားပဲပေါ့ဒါဆိုရင်မမီးရဲ့အမေနဲ့ဒေဒီရဲ့အမေနဲ့ကပြည်ရကြပြီပေါ့ဒါပေါ့တမိခွားခွားလေးမမီးကိုတမိတဲ့ဒီလည်းရမ်းသဘောတူတာတမိတဲ့ဒီလည်းမမီးကိုကိုယ့်ရင်ကလေးသဘောချနေတာလေအားကြောင့်မြတ်ကသင်ထပ်ဖြစ်ပါလား တမီလည်းအရွယ်ရောက်လာပြီဆိုတော့မိမိတမီတခုပြောဆရာရှိရဲ့ဟုတ်တမီလေး ਨੇ အမိတဘောတူထားတဲ့လူတယောက်ရှိရဲ့သူနာမည်ကမဝင်းကျော်တဲ့ဒီအန်ဒီမေတူသိရမလားဟိုမိမိအမှုဖြစ်တော့ကမိမိကိုပတ်စံနေထုတ်ချပေးထားတဲ့အန်ဒီမေတူပြောလာရင်ဟုတ်တယ်တမီရဲ့သူမှာတမီထက်အသက်9နှစ်ကြီးတဲ့ဒါတယောက်ရှိရဲ့ သူ့နာမည်ကမောင်ဝင်းကျော်တဲ့သင်မောသားလေးအခုတော့သင်မောမတက်တော့ဘဲနဲ့သူ့အမိဖေရဲ့လုပ်ငန်းတွေကိုဦးစီးနေတာမောင်ဝင်းကျော်ကလည်းပြောပါတယ်တမီးနဲ့အပြင်မှာတစ်ခါတစ်ခါတော့ဇုံမှုတယ်တဲ့တမီးတတိမထားမိတာနေမယ်ဟုတ်မမေအနီမီတူကမမေကိုတီးရဲခါကျတော့ဘာမှရှိရှိဘူးပြီးတော့ပြောစရာမရှိပါဘူးဟိုဒါမဲ့တမီးတီးချင်တာကလေမမေကိုသူတို့ဘက်ကနေပြီးတော့ခမီးခမဲအဖြစ် ချီချင်းနဲ့နဲ့ချီလက်ခံမှမလားလို့ပါလက်ခံလို့ပြောတာပေါ့သမီးရဲ့ခဲပါအနီမေသူကိုနောက်တစ်ပတ်တွေ့ဖို့အမိချိန်လိုက်မယ်နော်ဟုတ်ကဲ့ပါမမ ုံးဆောင်မအောင်ရှိပြီ။သမီးအနီးရလေသမီးနဲ့စကားကိုတိတိကျကျအေးဆေးဆေးလေးပြောချင်လို့တကူးတကလာခဲ့တာသမီးရဲ့။သမီးပေါ့ပေါ့အနီးမေသူကလေကိုဘက်ကသမီးပေါ်မှာရှိတဲ့အမြင်နဲ့တန်ရုံးစီကိုအနီးပြောပြမယ်နော်။အနီမေသူတမီးကိုစားတွေ့ရောလေတမီးကကလေးရွက်ရှိသေးတယ်အဲ့ရရတမီးကိုလေငါချွေးမှလည်းဖြစ်ရင်ကောင်းပါပဲလို့အနီတွေးခဲ့မိရဲ့ တမီးအရွယ်ရောက်လာတော့တမီးရဲ့ပုံလေးကိုလေသားစီကိုပို့ပေးခဲ့တယ်။သားဒီကိုရောက်လာတော့လေတမီးမသိအောင်အနေတော့ချိန်ခိုင်းတယ်။သားကလည်းတမီးကိုသဘောချရှာတယ်။ဒါနဲ့ပဲအနေရအကျိုက်စီကတမီးရဲ့အကြောင်းတွေကိုပြောတော့သိရမလားအကျိုက်ရလည်းပုံမှန်တမီးတမားဆိုတော့တမီးမှာချစ်သူရှိနေတဲ့အကြောင်းကိုအနေကိုပြောပြခဲ့တယ်။ဒါနဲ့ပဲအနေနဲ့လက်လျှော့ထားခဲ့ရတာကိုတမီးရဲ့ အခုတော့သမီးနဲ့သမီးချစ်သူနဲ့လမ်းခွင့်လိုက်တယ်ဆိုတဲ့အကြောင်းကိုအနီသိခဲ့ရတယ်။ဟိုအဲ့ဒါလည်းအနီအကြိုက်စရာပဲသိခဲ့ရတာပါ။အဲ့ဒါနဲ့အနီလည်းသမီးရဲ့အကြောင်းတွေအကြိုက်ကိုပြောပြတော့အကြံရနေတဆင့်သမီးကိုပြောပြခဲ့ရလေ။အဲ့ဒါပါပဲသမီးရဲ့ကဲသမီးသိချင်တာရှိရင်အနီမေးလို့ရတယ်နော်။အန်ဒီကမမီးရဲ့တငယ်ချင်းဆိုတော့ မမေကြောင့်လည်းထူ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 းရှင်းပြစရာမလိုတော့ဘူးလို့သမီးထင်ပါတယ်အန်တီ။သိတာပေါ့သမီးရဲ့အကြိုင်နဲ့အနီတိခဲ့ကြရဲဆိုတာအကြိုင်ပြိုးွားခဲ့ရတိခဲ့ကြတာ။ကိုပေခင်ရဲ့လက်ထက်ခွာရှင်အမှုရင်ဆိုင်တော့မှလည်းအနီကိုအဆက်တွေမပြတ်ခဲ့ကြအောင်။အကြိုင်ကိုဆိုလေသူ့ရဲ့အကြောင်းတွေနေမဟုတ်သူ့ရဲ့စိတ်တွေစိတ်ထားဆာအနီကသိတာပေါ့။သမီးပြောချင်တာလည်းအဲ့ဒါပါပဲအန်တီ။အန်တီတို့ဘက်ကသမီးကိုချွေးမဖြစ်တော်ဆက်ချင်နေဆိုတာပြဿနာမရှိပါဘူး။ ။နောက်ဆိုအနီမေတူနဲ့မေမေတို့ကခမီးခပတ်တီဖြစ်လာတော့မှလေ။အဲ့ချိန်ကျတော့မှမေမေတို့အနီမေတူတို့ဘက်ကနေပြီးတော့အချင်းသေးရမျိုးတွေဖြစ်ခဲ့ရင်တမီးရဲ့အနီရလေးဘသူဘသူမှမဝေပန်းတတ်ဘူး။လူရရလေးအကျိုးရှိလို့အကြောင်းဆိုတာဖြစ်ခဲ့ကြတာ။အကျန်ရလည်းအိမ်တော်ကြီးကံမကောင်းလို့အိမ်တော်30ပြောင်းခွင့်ရတယ်ဆိုတော့အန်ဒီလက်ခံပါတယ်။အန်ဒီကလေတခြားကိစ္စတွေအန်ဒီစိတ်ဝင်စားလို့တမီးရယ်။ မမေနဲ့ပတ်သက်ပြီးအရှိ့ကိုရှိတယ်လက်ခံပြီးရဲဆိုရင်ပဲတမီးကလက်ထဖို့ကိစ္စကိုငင်းစရာမရှိပါဘူးအန်တီဝတ်တော်လိုက်တာတမီးရဲ့ตาလဲလေဒီကိစ္စကိုဒီအရန်ဝတ်တာမှာပဲတမီးဘက်ကလက်ခံလိုက်ပြီးဆိုတော့အဲ့ဒီမင်္ဂလာကိစ္စကိုလေမမြန်လေးပဲစီစဉ်လိုက်တော့မယ်နော်တမီးဟုတ်ကဲ့ပါအန်တီ ကိုဟိုကောင်မလေးနဲ့လမ်းခွဲလိုက်တာကျမတို့မှားမှန်မှားသွားပြီလားမသိဘူးကိုရဲ့ကြည့်ပါဦးဘယ်ချိန်ရှိနေပြီလဲตาလေးကခုချိန်လေးပြန်မြောက်သေးဘူးဟဲ့ကိမင်းကညံ့ညံ့ပြန်လာမူမူကြီးပြန်လာဟုတ်တယ်ကိုရဲ့ตาတောက်တောက်လာတယ်နင်း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 လေးကျမမပြောတာအခုတော့ညာတိုင်းလိုလိုဖြစ်လာ မိပါကောင်းစေခြင်းလို့အဲ့ဒီကောင်မနဲ့လမ်းခွဲခိုင်းတာဒင်းကလာပါစေဦးဒီတဲ့ညတော့ဒီကောင်နဲ့ငါဆင်းရဲအပြက်ရှင်းမယ်လက်တော့မပါပါစေနဲ့အကိုရဲခလေးလေးအသေးကွဲနေတာကွဲကွဲပြဲပြဲကွာမင်းတို့တောက်ခဲ့နေတာဟဲ့ဒီလားမင်းဒီချင်မင်းအိမ်ပြန်လာမယ့်ချင် ကိုယ့်ရင်ကိုယ်ပြန်လာအချိန်တတ်မှတ်တာပဲအဲဆိုလည်းဒီလိုလိုကျွန်တော်အသက်ရှူရမယ်အချိန်ရင်တော့ပါတတ်မှတ်တာလေကိုကျော်ရင်ဒီတက်ပြစ်လေမကောင်းဘူးလားဟေးဟုတ်ကဲ့ဘယ်လိုတော့မကောင်းဘူးဘယ်လိုတော့မကောင်းဘူးဘယ်လိုတော့လုပ်ပေးလိုက်ဖုန်းလာဖုန်းဖေးဖုန်းလေအသားနာခံနေတယ်အသားနာမှာအသေးကွဲတာတတ်တာမလားဖုန်းလေမင်းကတော့အဲ့လိုမူးပြီးတော့အဲကွဲနေကြဟိုမှာမင်းဟာမလေသူ့အမေလိုပဲ လင်းအောင်ယူတော့မယ်ဟာတူမယ်လို့ပဲတူမယ်လို့ပဲတူမယ်လို့ပဲမပြီးတော့ဘူးလားအဲတူမယ်လို့ပဲဆိုလို့ရကျွန်တော်နှစ်ယောက်လို့ကွဲခဲ့ပြီးပြီအဲတူမယ်လို့ကြောင့်ကျွန်တော်သိမလို့ဖြစ်ပြီးပြီအဲတူမယ်လို့ကြောင့်သူလည်းနောက်တစ်ယောက်နဲ့လက်ထက်တော့မယ်အဲ့ဒါမှမပြီးတော့ဘူးလားဟဲ့ရသာပြီးခေါ်ပါမပြန်ပြန်ပြန်ပါနဲ့ဖုန်းလေဖုန်းအာမမငိုနေလို့မပြီးဘူး ูหาไม่ทันสิกูก็ไม่ไม่ไปซามาผิดฉันรอดอลิจาโอ้ยินเลยอ่ะအတော်တရားလို့နေစားဆက်ဆံကြတာပါတော်လေးကြအောင်နေစားလို့ဆိုရင်ကျော်ဒီမင်္ဂလာဖို့ရှေ့ဆက်တူမှာမဟုတ်ပါဘူးတော်လေးကြအောင်နေစားလို့ဘုဟုလည်းကျွန်တော်နေစားတာရှိနေပြီလားကျွန်တော်ခုပြောရရင်ဘိုးဘကလည်းပြောချင်ရည်ဖို့မလိုပါဘူး ကိုအနေနဲ့ကျွန်တော်လေ့လာအစီအလေ့လာပြီးတော့မှစဉ်းစားဆုံးဖြတ်ပါဦးပြောမယ့်အဖြစ်ကျွန်တော်တက်ခံပါတယ်